ညီလေးဘုံသားကြီးဟုတ်အဲကျွန်တော်တို့ဒီနေ့ဆိုရင်လဲအဲကျွန်တော်တို့စတင်နေရအားပေးလာတဲ့အဲမြို့ရပြည်သူများတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိတင်ပါဘောနော်အဲကျွန်တော်တို့ဒီနေ့တော့စကားဝိုင်းလေးဒီစကားဝိုင်းလေးကဘာစကားဝိုင်းလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့တာညီလေးဘုံတိုက်ကဒီစစ်တပ်ကစီဒီယံလုတ်လာတဲ့ပူကြီးဆိုတော့ကျွန်တော်တို့ဒီစစ်တပ်နဲ့ပတ်သက်တဲ့ကျွန်တော်စကားဝိုင်းလေးပဲဗောနော် စကားဝိုင်းလေးဆိုတော့ကျွန်တော်စကားဝိုင်းလေးကိုဒီနေ့အဲဒီလိုလေးစလိုက်ရအောင်ပေါ့နော်ဒီအကျန်းဖက်စစ်တပ်ကပြည်သူတွေကိုအကြောက်တရားဘယ်လိုမျိုးရိုက်သွင်းလဲအဲနောက်ပြီးတော့ပြည်သူတွေကိုအကြောက်တရားရိုက်သွင်းဖို့လေဒီအောက်လက်ငယ်သားတွေကိုအဲဘယ်လိုမျိုးခိုင်းစေတာလဲမြဲလုတ်ခဲ့တာညီလေးနေဂျုံခဲ့တာရှိလဲမသိအဲ့တော့ဟိုဟိုနေ့ကဟိုကျွန်တော်ပြောလိုက်တယ်လေဟုတ်ဖောက်တာပြင်မဟုတ်ဘူး မိတာအဖြစ်မိတာအဖြစ်နော်ဖောက်တာပြည့်မဟုတ်ဘူးဆိုတော့အဲ့တော့ဒီတချို့ကြေးရွာတွေကိုသွားတာတို့ဘာတို့ဆိုရင်ရှာတယ်တိုင်းမတက်စင်းနဲ့အဆင်ပြေလို့ဒါအရင်တော့ဒီမိုကရေစီကာလမှာပြောတာနော်အင်းအင်းအင်းတော့အဲဒီမိုကရေစီကာလမှာလည်းဟိုကျွန်တော်နေပညာဖွံ့ဖြိုးမှုအားကောင်းလာတဲ့အတွက်ဟိုဒီကောင်းတွေဘာလို့လို့တတင်းကတက်တယ်တက်တယ်တော်တော်များများတက်တာပေါ့နော်တော်တော်များများတက်တဲ့နေရာကြရင်ခုနကပြောလို့ ဖောက်တာပြစ်မဟုတ်ဘူးမိတာပြစ်လိုင်းပေါ်တက်လာပြီဒါမင်းတို့ပြစ်ပဲအဲအချိန်မှာဟိုအရေးယူမယ်အဖက်စားမယ်ဆိုရဲအဲ့လိုလှုပ်လိုက်တာပေါ့နော်အကြောက်တရားကဘလို့ရိုက်သွင်းကြလဲဆိုတော့ဟိုကျွန်တော်တို့မြန်မာလူမျိုးတွေကမြန်မာလူမျိုးတွေကိုကလေးကဟိုအကြောက်တရားနဲ့အုပ်ချုပ်ခံနေတာဟုတ်ကျွန်တော်ကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုအရင်ကလေးကဒီပတိတရခေတ်ကလေးကကျွန်တော်တို့ကဒီတအူးစားမိုင်း အရင်စနစ်ဆိုတဲ့ဟာမပြောရဲမဆိုရဲမလုပ်ရဲမကန်ရဲပြီးဒါလုံးငရဲကြီးမယ်တို့เนาะခလေးကလေးကကျွန်တော်တို့မှာရိုက်သိမ်းခံသိတာရဲ့ဟာလေးလေဟောဒါတစတဲ့ကျွန်တော်ပြောပြပေးတာเนาะဟုတ်ပါဘူးရိုက်သိမ်းခံသိတာရဲ့ဆိုတော့ဟိုခလေးတယောက်ကမအိပ်ဘူးဆိုရင်တော့မိခင်အဲအိတ်တော့မအိမ်ဒီဟိုကြီးလာမယ်ဒီဟိုကြီးလာမယ်ဆိုတော့ဟိုဆိုချင်းချောက်ဒီလိုချင်းချောက်နဲ့အကြောက်တရားတွေလက်ဆင့်ကံပြီးရိုက်သိမ်းခံသိတာလေကျွန်တော်တို့လူမျိုးတွေပါเนาะဟုတ် ဒီ27ရဲ့အရှိမှာလဲ88ဟိုအာနာသိမ့်မှုဖြစ်စဉ်ရှိလာပဲဟုတ်ရှိတဲ့အချိန်ကြတော့ဒါနဲ့ကျွန်တော်တို့ဒီဘက်နေဦးတော်လိုင်းရေးလောက်ဟိုအဲ့တော့ပြီးရင်လည်းအဆက်အသွယ်တွေရဒီမီဒီယာခေတ်မကောင်းတဲ့ခေတ်မကောင်းတဲ့အချိန်ဆိုတော့နော်ဟိုအနေခံပြီးလိုက်တယ်ဟုတ်တယ်ဟုတ်ဒီကျွန်တော်တို့ဒီ27နောက်ပိုင်းမှာကြာတော့ကျွန်တော်တို့ကမီဒီယာရောသတင်းစစ်စစ်မှုအားရောအင်မတန်ကောင်းထွန်းအားကြီးတဲ့တော့ဒီကောင်းဒီဘယ်လိုလုပ်လို့ရ ချက်ချင်းတည်းကတန်းတန်းမိပေါ့လာဟုတ်တန်းမိပေါ်တဲ့အတွက်ဟိုဒီကောင်တည်းကစားချင်းရတော့ဟိုဘယ်လောက်တက်ရမလဲအင်းလူလူဆန္ဒပြနေတဲ့လူသူကိုဘယ်လောက်တက်လိုက်ရမလဲတက်လိုက်ပြီဆိုရင်အဲသူတို့ကနောက်ကမိဘစိတ်ပူမယ်တို့ဒီသေးမှာကြောက်မယ်ဆိုပြီးတော့ဒါကျွန်တော်တို့ရဲ့ဒီဆန္ဒပြရဲ့လူသူကိုအမျိုးမျိုးဟိုဖြိုခွင်းတာเนาะဒါပေါ့ဒါပေါ့အဲ့တော့ဖြိုခွင်းတယ်ဆိုပေမဲ့လည်းဒီ27နောက်ပိုင်းမှာဒီဖြစ်လာတဲ့ဒီငွေဥတော်လိုင်းကာလာမှာ ကျွန်တို့ရဲ့ဒီပြည်သူတွေကအရင်လိုမဟုတ်တော့อืมငုံမခံတော့ဟုတ်တယ်ဟုတ်ဒီကောင်းတွေဘလို့ပဲတက်ပလေစီဟိုပထမအပိုင်းမှာငင်းချမ်းစွာနဲ့ကျွန်တော်တို့ပြည်သူတွေကဆန္ဒပြတယ်อืมနောက်ပိုင်းကျတော့မရတော့ဟုတ်တယ်မေတ္တာတုံးတဲ့အစင်မပြေတော့ဟုတ်တယ်ဟုတ်တယ်ဒီကောင်းတွေကိုတနက်ကင်ထားတဲ့ကောင်းတွေမေတ္တာတော့ပွားရပြနေလို့အစင်မပြေတော့อืมကျွန်တော်တို့ရဲ့ဒီကောင်းနေရှိရနေလို့ကျွန်တော်တို့ဒီမိုကရေစီရဖို့ကကျွန်တော်ပြန်တိုက်မှာပဲရတာဟုတ်တာပါ ပြန်တိုက်မှာပဲရမယ်ဖြစ်တယ်လက်ပိုက်ကြည့်နေလို့မရဘူးပြန်တိုက်မှာရအောင်နော်ပြန်တိုက်မှာရမယ်ဆိုပြီးတော့ဟိုဟိုနေရာပြောလို့ပဲကျွန်တော်တို့တော်လိုင်းရေးရတော့နင်းနင်းကြမ်းကြမ်းနဲ့နော်လက်သုံးချောင်းထောင်ပြီးစတယ်ဟုတ်တယ်ဒါပေမဲ့ခုနကပြောလို့မြေတာတော့ကြည့်ပဲရွံ့နေလို့အဆင်မပြေတော့မင်းတို့မှာတန်းတရှိတယ်ဆိုโอเคအဲ့နာမှာ2009ဆရာတော်တွေတန်းတော်တွေမြေတာတော့ရွံ့ပြီးတော့နင်းကြမ်းကဆမ်းတဲ့လမ်းလျှောက်တော့ဘူးဆမ်းတဲ့ဖြိုးပဲကဲဟုတ်ဟုတ်မြေတာတော့ အဲ့တော့ဒီမေတ္တာတော့ယွန်းနေလို့မရဘူးဆိုတဲ့ဟာလက်တွေ့တစ်ခုပြရင်ဒီ2000ခုရှိုးရအောင်ရေးခင်းပါလေတော်လန်ကြီးကိုနော်ဟုတ်အရေးခင်းပါလေဒီကောင်းကြီးကဟိုဆရာတော်တွေကငင်းငင်းချင်းချင်းနဲ့မေတ္တာတော့ယူပြီးတော့ဆန္ဒပြလာအောင်ဒီကောင်းကြီးရက်ဆက်စွာလုပ်ခဲ့တာပဲဟုတ်တယ်နော်အဒီကလာ2000ခုဆိုတာကျွန်တော်တို့မှာဒီဆက်သွယ်မှုအာတိတ်မကောင်းသေးတိတ်မကောင်းသေးနော်တိတ်မကောင်းသေးတော့ဒါဗီဒီယိုဖိုင်နေနော်တော်တော်များများပြန်လန်ပြန်သွားသေးတယ်နော်ခပောင်းအဲ့တော့အကြောက်တရားဘယ်လိုရိုက်သိမ်းလဲဆိုတော့ ဟိုအဓိကခေါင်းဆောင်ပေါ့ဗျာဟိုတက်စိတ်တစိတ်ဖြစ်ဖြစ်တက်စုတစုဖြစ်ဖြစ်ဒီပမာခေါင်းဆောင်နေတဲ့လူတွေကိုယ်တိုင်ကဟိုအကြောက်တရားရှိနေမှာဆိုတဲ့ဟိုအဲဟိုကျွန်တော်တို့ဘိုလောင်းတော့နဲ့ဟိုဆက်ပြီးပြောရမယ်ဆိုရင်ဟိုဘိုလောင်းမှာဖာစီယာနဲ့စကန်ယာဆိုတာအသက်ကတစ်နှစ်ပဲกว่าတယ်อืมဟိုဒါပေမဲ့ဒီခေါင်းတွေကိုကျွန်တော်တို့ကဟိုအဲ့ဒီကာလမှာပေါ့ဒီခေါင်းတွေကဘာနဲ့ချုပ်တာဆိုဝမ်ဟော်တယောက်မကောင်းအများအော်မင်းအပြစ်ဖောက်လို့ မင်းအင်းသိတခုလုံးအပြစ်ပေးရတာဆိုတော့အကြောက်တရားမျိုးဗမောင်းဆောင်အကြိုက်ပင်လာနော်အင်းအဲကြောင့်ကျွန်တော်ပြောရတယ်ဟိုဘူလောင်းတဲ့ရဖောက်တာအပြစ်မဟုတ်ဘူးမိတာအပြစ်ဟုတ်ဒီတက်တူရဲ့သူကျွန်တော်အပြင်ဟိုတက်တူចောင်းသားဘွားဆိုရင်တော့ဒီတစ်နှစ်လောက်ကြည့်တဲ့ကောင်ဖြစ်ဖြစ်နော်ကြည့်တဲ့ကောင်ဒီပါကောင်နဲ့ငါပါကောင်နဲ့ဆိုပြန်ပြဲကြတာဟုတ်တယ်မင်းနဲ့ငါနဲ့ပြောကြဒီကောင်ကဘမာစလုပ်လဲဆိုတော့ကျွန်တော်တို့ brainwash အရင်လုပ်ပလိုက်တာဟုတ်ဟုတ် brainwash လုပ်ပြီးတော့ စစ်တပ်သေးကိုဝင်ခဲ့တဲ့အချိန်မှာကိုယ့်ထက်တရက်ပဲကြီးကြီးတနားရီပဲစစ်တပ်ကြီးကြီးဆိုတဲ့ဇာတ်ကားနဲ့ကျွန်တော်တို့ကျွန်တော်တို့လူမျိုးကဘာသာတရားနဲ့ဖြစ်ဖြစ်ခုနကကျော်ဟိုဒီလိုပြောတယ်ဆိုတာမလေးမစားကြီးသူဟိုမှန်ကန်နေတဲ့ကြီးတဲ့သူမလေးမစားလို့ပြောတာတဘောပေါက်တယ်တဘောပေါက်တယ်မမှန်မကန်ကောင်ရိုးတွေကိုကျွန်တော်တို့က ပြောတင်တယ်ပြောရမှာဆဲတင်တယ်ဆဲရမှာအတက်ကိုကတော့ပါတယ်ဒီကောင်မင်းအောင်လိုင်ကိုကျွန်တော်တို့ဆဲနေပြီပေါ့အတက်ကိုတော့အားနာတယ်ဆဲတဲ့ကောင်မင်းအောင်လိုင်ကမင်းအောင်လိုင်အတိုင်းပဲကျွန်တော်တို့ကဆက်ဆက်ရမှာပေါ့နော်ဟုတ်တော့ဘူလောင်းမှာဒီကောင်တွေကဘာလို့လိုက်လဲဆိုတော့ခုနကပြောလို့ကိုယ့်ထက်တရက်တမိနစ်နော်ဟိုတနာကြီးစောပြီးတထဲရောက်လာတဲ့ဟာမင်းတို့ရဲ့စီနီယာပဲမင်းတို့ပြန်ပြီးအန်တီမကန်ရဘူးอืมပြန်မပြောရအောင်စစ်တပ်ကတော့မှာ case case ၃ခုရှိတာပေါ့နော်ဟိုအကြီးမားဆုံး ပြစ်မှုပြ ABC ပေါ့နော် A ဆိုလား ND အဲကိုယ့်ရဲ့အထက်အကြီးစနေရအောင်ပြန်ပြောလား B ဆိုတာ ball case ပေါ့ဗျာဟိုစောက်ပြီးမဆိုင်တဲ့ case C ဆိုတာ guide တာ case ကကာရတာဆိုတာခိုးမှုပေါ့နော်အဲဒီ၃ခုကအကြီးဆုံးလို့ဟိုတတ်မှတ်ထားတယ်ပေါ့နော်ဟုတ်ခုနကပြောဒီတက်စိတ်တက်စုမှာရှိတဲ့ကောင်းတွေပေါ့အောက်မှာဆိုရင်လည်းဗျာကဲဟိုစုမှုတယောက်စုမှုအောက်မှာဆိုရင်လည်းအောက်ကအခြားစင့်ဆိုတာ သူ့ထက်စက်တက်အများကြီးကြည့်တယ်ဟိုစကားကြီးကမညီဘူးဆိုတာကျွန်တော်ပြောပြတာနော်ခုနကပြောတော့ကိုထက်စက်တက်တရက်ဖြစ်ဖြစ်တနားကြီးဖြစ်ဖြစ်တမင်းနဲ့ဖြစ်ဖြစ်ကြီးတယ်ခမ်းမယ်အောက်ကဆရာကြီးတွေကြတော့လူငယ်တွေကိုဘာလို့လိုက်လဲရာသူပေးလိုက်တယ်ရှားစကုံပေါ့อืมๆเดี๋ยวเมนูเนี่ยตันลงเมนูดียาดูไปเลยดิพี่ပြောท่าได้สกาตะกุชื่อดิเอ่อสิต้าဆိုတာအထက်ကိုလဲ30လုံးနိုင်မယ်အောက်ကိုလဲ30စင်ပြီးလုံးနိုင်ဥမာ ဘိုးကြီးတယောက်ဆိုရင်ဘိုးကြီးပြင်ဘုံမူဘုံမူပြင်သူမူကြီးသူမူကြီးပြင်ဘုံမူကြီးဆိုရဟာဒီကောင်းတွေကဟိုခေါင်းဆောင်ငယ်တွေကိုစိတ်သက်အမျိုးမျိုးရိုက်သွင်းပေးထားတာอืมๆ brain wash လုပ်တယ် brain wash လုပ်တော့ဟိုဒါတွေကတည်သူတော်တော်များများလည်းသိကြပါတယ် brain wash ကိုလုပ်တယ်ဆိုတော့အဲ့ဒီမီးပိတ်ပြီးဖိုးနဲ့တာတို့เนาะအဲ့တချို့ဆို brain wash လုတ်ပြီးသွားတဲ့အချိန်ကျ DSC မတက်ချင်တော့ပါဘူးဆိုပြီးလက်သေးညံ့မျိုးတဲ့ပေါအောင်လို့အဲအဲ့လိုမျိုးမိချင်းမျိုးတဲ့ပေါအောင်လို့ဟိုအရင်ပတ်စင်တရဆိုရှိရှိဟုတ်လားဟောအဲ့လိုကောင်းနေရှိတယ်ကိုအဲ့ဒီလိုဖိုင်လေးတော်တော်များများတော့ပြန်လာအဲ့တော့2015 10လောက်ထင်တယ်တယောက်ကိုဝိုင်းမျိုးထိုးကြတယ်ဘောလုံးတင်တယ်အာဟိုဟိုပုံးကြောင်းอ่ะဟိုပုံးကြောင်းอ่ะဟိုပုံးကြောင်းเนาะအဲ့အဲ့ဒါဆိုတော့တူကိုကွန်တီကွန်တီကြောင်းอ่ะဟုတ်လားအာသူက အဒီဟိုပုံးကြောင်းတဲ့ဒီ DSA နဲ့ရတယ်အရင်တော့ပြင်းနေမှာပဲဖွင့်ထားတာပြင်းနေမှာဖွင့်ထားတဲ့ဟာကိုဟိုပုံးကလည်း၃နှစ်တက်ကြတယ်ပြင်းဟို DSA ရဲ့၃နှစ်တက်ရတယ်၃နှစ်တက်ပြီးဟိုပုံးကကောင်းနေစင်းတဲ့အချိန်ကြတော့ဟိုပုံးကလူတွေစင်းတဲ့အချိန်ကြတော့တက်ချက်ကြီးပဲဖြစ်တယ် DSA ရလူတွေစင်းတော့အဲဘိုးဖြစ်တာဟိုသူ့ကိုတန်းဖြစ်တော့အမကျင်းတဲ့ချက်ဆိုပြီးအဲ percent တက်မှာအဲ့လိုပြဿနာကြီးရတယ်ရှိခဲ့ဘူးတယ်အဲ့လိုပြဿနာဖြစ်သွားပြီးတော့မလုပ်လိုက်ဆိုဟိုပုံးကိုဟိုဟိုပုံးဆိုတဲ့ဒီကွန်တီကိုဟိုပုံးမျိုးပို့လိုက်တယ်

ဟိုစစ်တီတော်တိုင်းကျင်းဝင်းဆိုတာလူတိုင်းမှာဟိုကျင်းဝင်း60ဆိုရယ်အိဆောင်ကကရှိထားပြီဒါလေဒါပြည်သူကိုဘာမလုပ်ရအောင်ညမလုပ်ရအောင်ဘာမလုပ်ရအောင်ဆိုတဲ့ဟာမျိုးရှိထားပြီဒါဒါမှမဟုတ်လေအထက်ကအထက်ကအထက်အမိန်အရာဆိုတဲ့ဇာကားနဲ့ပဲဟိုဆန္ဒပြလူသူကို မျိုးလုံးမိတ်ပြီးပြစ်တာလို့နော်ခေါင်းမှန်အောင်ပြစ်တာလို့ဟိုဒါအကြောက်တရားရှာတင်ပေးလိုက်တာဒါပေါ့ဒါပေါ့ဒါဒီကောင်လေးစိတ်ထဲမှာပြည်သူအဲ့လိုမျိုးနည်းနည်း တ်ပြလိုက်ပြီဆိုရင်ပြည်သူတွေငြိမ်ဝါးမလားဆိုပြီးအကြောက်တရားရိုက်တွင်တယ်ဟုတ်ဒါမဲ့ကျွန်တော်ပြည်သူတွေကမငြိမ်ပါဘူးမငြိမ်ပါဘူးမငြိမ်ပါဘူးအခုဟိုဘလို့ထပ်ပြီးလုပ်ပြရဆိုကျွန်တော်ရဲ့ဟိုကိုစရာတော်တို့ဟမ်ကိုချင်းမီတို့ကိုချင်းမီတို့ဒါမင်းတို့ဒါမျိုးလုပ်ရင်မင်းတို့ဟိုတကြိုးဆိုတာကြိုးပိတဲ့ပြစ်ဒဏ်ဆိုတာမရှိခဲ့တာကြားပြီနော်ဒါမဲ့ဒီကောင်က ကျွန်တော်ကတော့အကြောက်တရားပြည်သူနီးမျိုးစုံတွေကိုဒီကောင်တွေကလုံနေမှာပဲ။ကဲပိုင်ဆိုင်မှုတိန်းတယ်တို့။နော်။ဟုတ်။မတော်လန့်ရဲအောင်ဒီကောင်တွေကိုပြန်ပြီးမလှန်ရဲအောင်ဟိုအကြောက်တရားအမျိုးမျိုးရိုက်သွင်းနေတာဗျာ။ဟုတ်ရဲ့။ဟုတ်။လုံနေအောင်မှာပဲ။ဟိုအခုဆိုရင်လည်းဟိုဒီ CDN တွေကိုပေါ့နော် PSMS နဲ့ PSMS ဆိုတာဟိုစီပင်ရရတယ်ဒီကောင်တွေက software တွေကိုဖြန့်ဝေပေးတယ်။อืมအဲ့ဒါလေးရှင်းပြပေးပါဦး။ဟုတ်စီပြီ။ဟိုသူ့ရဲ့အဓိက PSMS ပါ။စက်ထဲပြောရမှာဆိုဟိုစစ်တပ်ကသူပထမရည်ရွယ်ချက်ကတော့ second round တွေမဖြစ်ဖို့တသားတစ်တွေကို။အော် second round မဖြစ်ဖို့ဆိုတာကျွန်တော်တို့ထပ်မလာခင်မှာဒီတသားတစ်တစ်ယောက်ရဲ့ပေါင်စည်းရ6သိန်းရနေပြော15သိန်းဝင်ချင်းရှိတယ်။တသားတစ်တစ်ယောက်ပေါင်စည်းရ6သိန်းရနေ15သိန်းဝင်ချင်းရှိတော့ တချို့တွေကဘာလုပ်လဲဆိုတော့ဒါအရှိကလေးอ่ะเนาะအရှိကလေးอ่ะတချို့တွေကဟို second round တွေကဘာလုပ်လဲဆိုတော့တတ်တတ်တဲဝင်လိုက်တယ်သူอ่ะထား6ပင်းထောက်ပတ်မယ်အောက်ကတသားတဲ့တတိုင်းတတိုင်းမှာတသားတဲ့စုဖို့ဆိုပြီးတော့တက်လို့မခိုင်းမဲနဲ့အိမ်ကိုပေးနေတဲ့လူတွေရှိတယ်အခြားစင်တွေရှိတယ်အဲ့ဒီအချက်ကိုလည်းကျွန်တော်ကဟိုဒါပြည်သူတွေကနည်းနည်းတတိထားမှာပေါ့เนาะတချို့ရက်ွက်ထဲမှာရှိရဟို ဒီလူကတော့တတ်ခရလူပဲအာသူယောက်ျားတတ်ခရလူဒါမဲ့ uniform ဝတ်တာလည်းမတွေ့ဘူးတက်ကိုလည်းမတော်အောင်ဘလို့အချိန်နေနဲ့အချိန်နေနဲ့မြန် तू ကအိမ်မှာပဲအမြဲတွေ့တယ်ဆိုပြီးအမှန်တကယ်တချို့တမှုတွေကြလဝိုင်းရိုက်ထားကြတယ် ။နော်အဲ့ဒီတက်ချက်ကြီးရဲ့လာစာထားဥပမာပြောပြတသိန်းခွဲကိုရပြီမင်းလာစာမပေးတော့အတသိန်းခွဲအိတ်ထဲထဲမင်းအိမ်မှာပဲနေလိုက်တော့နေလိုက်တော့အာအဲတချို့ရက်ွက်ထဲမှာအာဒီလူကထွက်သွားပြီဆိုပြီးတော့ကိုတော်လိုင်းနဲ့ဆိုင်နဲ့ဟာသေးလို့ဟိုလက်လွတ်စပယ်မပြောဘူးကျွန်တော်တခါလဲအဆက်တည်းတတိပေးပေးတာ။ဟုတ်ကောနာအဲ့လိုတသားသေးစုသေးသူတွေကိုအဲ့လိုထားတယ်နော်ထားပြီးတော့ဒီကောင်းကြီးကကောနာတသိန်းခွဲကိုမမှတ်တော့ဘူး။อืมကောနာ6သိန်းကိုရမင်းကလေးသိန်းခွဲပေးမယ်။อืม နော်မိမိဘအောင်လေးသိန်းခွဲပေးမယ်။အင်းအဲ့ဒါဆိုရင်တသိန်းခွဲရ။လေးရတုံးသိန်းရလေ။ဒါမှမဟုတ်တခြားစီးပွားရေးလုပ်ငန်းကိုလုပ်နေလို့ရတယ်။အဲ့လိုပေါင်းစားနေရဆိုတဲ့ဟာပေါ့နော်။အဲ့ဒီကောင်တွေကတချို့ကောင်တွေကကြာဘလို့လူလဲကြလဲဆိုတော့ဟိုဆရာကြီးရန်နေပြီးတော့ဆေးအောင်နော်မြင်းမြင်း73ချက်စစ်သားတို့အဲဆေးအောင်သွားပြီဆိုတော့တင်တန်းကြောင်ရောက်တဲ့စာခတ်တာကိုဆေးအခြေခံလေ့ကျင့်တင်တန်းကြောင်ပေါ့နော်။အဲစာခတ်တာကိုရောက်သွားတဲ့အချိန်ကျရင်အာလူတွေစစ်တဲ့အချိန်ကျရင် ကျွန်တော်မလုပ်ချင်ပါဘူးဆန္ဒမရှိပါဘူးဘာမှမပါပါဘူးပြောပြီးပြန်သွားပြန်ပြီးတော့တလားတစ်ချိန်တလားတစ်ကစုရတာဟုတ်အာပြန်လဲပြန်ပြီးပါတော့ဘာလုပ်လဲဆိုတော့နောက်တစ်ထပ်ကိုသွားဝင်လဲနောက်တစ်ထပ်နောက်တလားမှနောက်တစ်ထပ်ကိုအဲ့တိုင်းသွားဝင်လဲအဲ့ဒီတိုင်းဝင်တော့ဒီတော့နှစ်ကြော့သုံးကြော့တွေဖြစ်လာပြီလေအဲ့ဒီဟာတွေကိုကာကွယ်ဖို့ဆိုပြီးတော့စစ်ကောင်စီကဘာလုပ်လဲဆိုတော့လက်ဝဲစနစ်လောက်ပြန်အာ လက်ဝေးစနစ်ကအတိုင်းမှာတွားပြီးတော့ဒီစစ်တိုင်းနေမှာတွားပြီးတော့လက်ဝေးနဲ့ second round ဟုတ်မဟုတ်ဆိုပြီးတချို့ကြလက်ဝေးဖြောက်တဲ့ဟာလည်းရှိပါတယ်ဖြောက်တဲ့နီးတွေလည်းရှိသေးတယ်ဒီကတော့တူဒီစစ်တပ်ထဲမှာကလိန်ကြစ်ကလိန်မဟုတ်ဘူးရပ်ရှိလာဆိုတော့ပြီးနေဒီတတားတဲ့စုတဲ့သူကဒီသူ့တက်ရင်မောလေးလဘက်တစ်ဘက်ကိုဥမာတတားတဲ့ရှစ်ယောက်ရမယ်ရှစ်ယောက်မရအောင်ဆိုရင်တိုင်းလေးလဘက်အစည်းအဝေးကြကွဲရောတိုင်းဟိုကထောင်းထောင်းတဲ့တော့ ကလိန်စိညမ်းစဉ်အကုန်ကလိန်ကကြစ်ဘလုံးနီးနဲ့မရရအောင်လုပ်လဲဆိုတဲ့ဟာမျိုးအဲ့အဲ့ဒီကနေပြီးတော့ဒီတထဲဝင်တဲ့လူတိုင်းရဲ့ data ကိုစုတာပေါ့နော်အဲစုရင်းနဲ့စုရင်းနဲ့နောက်ပိုင်းကျတော့ data စမ်းတာကိုဘာမှတိစောက်လဲဆိုတော့ကျွန်တော်တို့စက်တွေရရကင်တဲ့ဒီဥပဒတန်ဤဥပဒတန်ဤဖျားအစင်းမှာဒီစက်တွေတက်တက်တက်ရှိတယ်အဲ့ဒီမှာ data စမ်းတာရှိတယ်အဲ data စမ်းတာတစ်ခုရဲ့တိစောက်ချိန်ကနှစ်ကြာတယ် ဒေတာတွေစစ်တမ်းတွေကောင်းဖို့တော့လောက်ချင်တယ်အသည့်ဆန္ဒကိုကြိတ်လို့ရတယ်။အော်ဟုတ်ပြီဟုတ်ပြီ။အသည့်ဆန္ဒမှာစုပြီးတော့တနိုင်ငံလုံးရဲ့ဟိုဒီပြည်သူတွေရောစီဒီယန်တွေရောတရင်ချက်လက်ပြီးအဲ့မှာစုတာနော်။အဲ့မှာစုပြီးတော့ဒီကောင်တွေကပါလဲ software တစ်ခုရေးလိုက်တယ်။ရေးပြီးရင်ခုနပြောလို့စီပင်။စီပင်ဆိုတာကျွန်တော်တို့ဒီလူတယောက်မွေးဖွားတီးရစပြီးတော့တေဆုံးတီးတီးရစီပင်တွေကဆက်ဆက်နေရတယ်။အင်းအင်းအင်း ပြီးရင်ဒီလူတွေရဲ့စားတောက်ကုန်လုပ်ငန်းလုပ်ငန်းတော်တော်များများစီပင်မှာတည်ရဝင်ဒါအခွန်ဆောင်ပြီးတော့ဟိုမှတ်ပုံတင်တာတို့ပြီးရင်ဖွားသေးစင်းတွင်းဟာတာဒါတွေကလောက်ဟုတ်လောက်တော့ဒီကောင်းတွေကစီပင်မှာရှိတဲ့ဒီစစ်ကောင်စီဘက်ကလဲလာတယ်ဟိုအကြီးကြီးကြီးရှိတယ်လေဌာနတိုင်းမှာတော့ဒီစစ်ကောင်စီကသူကဆဲထည့်တာပဲအဟုတ်တာဟုတ်တာဆဲထည့်တာပဲဟိုနေဘဖြစ်ဖြစ် နော်ဒီပြည်လေးဘက်ဖြစ်ဖြစ်ဆိုရင်စစ်ကောင်စီကသူ့လူပဲထည့်တာဘာလို့ထည့်တာလဲဆိုရင်ပြန်ပြီးမကလန်အောင်အော်ဒါပေမဲ့ဒီအာရစရာအချက်ကအကြောင်းဒီနေဦးတော်လိုင်းမှာလောက်လာတဲ့ CDM ပေါင်းကနည်းနေဟာမဟုတ်ဘူးလေအင်းသူမထင်တဲ့အကွက်တွေကိုဟိုကျွန်တော်တို့ပြည်သူဒီ CDM နေရချိုးရတာဟုတ်တယ်ဟုတ်တယ်ကနစီပင်မှာအဲ့လိုလောက်တော့စီပင်ကဘာလို့လဲသူကမှတဲဥခန်းနေရှိတာဟုတ်တဲဥခန်းဟိုတယ်နော်အဲ့အတိယလူတွေကိုဒီချက်လက်တွေဒီ software တွေပေးလိုက်တယ် ဒီလူသားတဲလဲဒါပါပြေးလိုက်တာသူ့ရဲ့မှတ်ပုံတွေနဲ့ထည့်ပြီးဆိုရင်အဲဆိုရင်ညှိပြီလေ PS အဲလွယ်တကူဖမ်းလို့ရတယ်မဖမ်းဘူးဆိုရင်တော့မှသူတို့ under table ကြီးပေးထားတာလို့နော်တဆိုင်ရအပတ်အသက်ရှိတဲ့သူအပတ်အသက်ဆိုတာသူ့ဟိုဒီစက်ကောင်စီနဲ့အပတ်သက်ရှိတဲ့သူတွေဆိုရင်တော့မဖမ်းပဲလွတ်မြဲလွတ်နေတာတို့ရှိတာအကောင်ကြီးကြီးပဲရအောင်ပေါ့နော်အကောင်ကြီးနဲ့ပတ်သက်ကြတယ်ပတ်သက်တဲ့ဆက်လွယ်နေတဲ့သူတွေရရှာမယ်အခုကိုတိကျနာတခုပေါ့နော်အခုပါလေးလေးဆိုတော့အခု ဒီစစ်မှုထမ်းဖို့အတွက်ကိုသူကလူတွေဝယ်ကြရတယ်ပေါ့နော်ဟုတ်ကဲ့လူတွေဝယ်ကြရတယ်ဒါနောက်ပြီးတော့သူအိမ်တွေကိုလည်းသူကဒီဆက်ကြီးတောင်းသူလိုမျိုးတလောက်3000လို့5000ပေးရရွာရယ်เนาะဒါလည်းအကုန်တရင်းနေအကုန်ပြန့်နေเนาะဒါဆိုတော့ဒီတယောက်ကိုတစ်ခါကျရင်တိတိယာနီးပါးထိပောက်တယ်เนาะဟုတ်ဟုတ်အဲ့ဒီပတ်စံတွေသူဘယ်ရဘလို့ရလဲဘလူးကပေးလေအဲ့စစ်သားဝင်ဖို့တော့ခုနကပြောတဲ့ဟိုမင်းတို့ရက်ကွက်နေမြရဒါစစ်မှုထမ်း တယောက်ပေးရမယ်။ဒါလည်းကျွန်တော်တို့ကတော်လှန်ရမှာလေ။อืมอืมတော်လှန်ရမှာ။မင်းတို့နည်းမြဟိုအုတ်ချွေးရည်မှုတွေကိုကနပြောဆိုအဆင်အဆင်ဒီကောင်တွေကချုပ်ကန်ထားရဲ့ဆက်နေနေ။အဲအုတ်ချွေးရည်မှုလူဟိုဒီကောင်တွေကဟိုနည်းနည်းရဲရဲကားကားကောင်ကိုအကိုကြီးကယာသူနည်းနည်းပေးကြည့်လိုက်။อืมယာသူနည်းနည်းပေးရင်ဒီကောင်ကဇောင်းကြွဇောင်းကြွနဲ့အောက်မှာ အောက်ကပြည်သူဖျက်ပြီလာမလို့နဲ့ငါဘာကောင်လို့ညာကောင်လို့ဆိုတဲ့အကောင်လို့အုပ်ကြီးကြီးရဲ့လို့ဖြစ်နေတယ်နော်အုပ်ကြီးတွေဖြစ်တယ်ဟုတ်အကောင်တွေဟဲ့အောင်နေမင်းတို့ဟိုကပေးရမယ်တသားတက်ပေးရမယ်မပေးနိုင်ရင်ပတ်စံဘယ်လောက်ခက်ဥမာဟိုရက်ကွက်ဆက်ရက်ကွက်ရှိမယ်ပေါ့နော်อืมတရက်ကွက်ကိုမင်းတို့ရက်ကွက်က55သိန်းထက်ရက်ကွက်တစ်ခုက55သိန်းထက်တသားတက်တရက်ဝယ်ဖို့တော့က300ရရရှိဒီကောင်ဈာရမှာ350လောက်ပါဖြောင်းလိုက်ဥမာအော်အဲ့ဒီကွက်တွေနဲ့ပဲဒီကောင်တွေကငွေရှာတယ်လေပြီးရင်လည်း ဒီတချို့ဆိုရင်ပြန်ပြောပြတာပေါ့နော်ဒီတန်ရန်ဘက်ကိုရောက်နေတယ်တင်တန်းကြောင်းอืมတင်တန်းကြောင်းနေပြီးတော့စစ်မှုထမ်းဖြစ်သွားပြီเนาะပေါ်တာပါသွားပြီအဟိုအဲမှာတင်တန်းတက်နေတဲ့ကောင်ဒီတန်ရန်မှာရှိတဲ့ရှမ်းပြည်နယ်တန်ရန်မှာရှိတဲ့ဒီတင်တန်းကြောင်းကဒီနေပြအရာရှိကိုပေါင်းပြီးတယောက်ကို3400ပေးပြီးရွေးထုတ်တာอืมအပပ3400နေအောင်3800อืม အဲတကယ်တည်းတကယ်တည်းอืมอืมမတိရသေးတဲ့ပြည်သူများလည်းဒါတိရတယ်ဗောနော်ဒါလေးတွေပါပဲပြောတက်တွင်းအကြောင်းလေးဘူးစုရရတယ်ဗောနော်နောက်ပြီးဆိုတော့ဒီဒါတော့ဒီအစိုးရဆက်ဆက်ဗောအစိုးရဆက်ဆက်လက်နက်ကိုင်းအစိုးရဆက်ဆက်ဗောနော်သူတို့တွေကဒီဘာသာရေးမိုင်းတော်တော်များတိုက်ကြတယ်အခုတို့ဟိုမှာဆိုရင်669နဲ့ကိုရှိချောက်တော့ဘူးလို့ညှိသွားသေးတယ်။အဲ့ဘာသာရေးမိုင်းကြတော့ဒီဘလူးလေးကိုနေဖြစ်မယ်။နည်းနည်းပါလေး ဲ့ဒါလေးစုနေပြီးပါအောင်အဲ့တော့ဟိုခုနကပြောလို့လေဟိုဒီကောင်းနေရမလုံးသေးလို့မတတ်မှတ်ထားဘူးเนาะမလုံးသေးလို့မတတ်မှတ်ထားဘူးဟိုဘလို့သဘောမျိုးလဲဆိုတော့ကိုကြီးရဥပမာတရက်စီကိုဘာသာခြားလို့မတတ်မတတ်ရဘူးလို့မလျှောက်ရဘူးလို့မတတ်မှတ်ထားဘူးဟုတ်လားမကျေနပ်ရလျှောက် ပါလာမပါလာသူ့ပိုင်းလေဟောဟုတ်ပါဘူးနော်အဲ့ဒီမှာတစ်ချက်ခုနကပါလာရေးမိုင်းဆိုပြီးဆက်ဆက်ပြီးကျွန်တော်ခုနအစောမှလည်းပြောပြီးပါတယ်ဟိုကျွန်တော်လူမျိုးကနည်းနည်းယုံကြည်ကိုပွယ်မှုတဝင်ယုံကြည်မှုဒါဟိုက်အာကြည်တယ်အာကြည်တော့ကျွန်တော်လူလူကိုလည်းဒီကိုင်းလှုပ်ဖို့ကဒါအညာတစ်ခုပဲလေအညာတစ်ခုပဲ ဒီစစ်ပွဲစစ်ပွဲတိုင်းမှာဒီဘာသာရေးစစ်ပွဲကကြောက်စရာအကောင်းဆုံးလေဟိုခရုစိတ်စစ်ပွဲဆိုရင်ကြည်ကြည်နှစ်၄၀၀တာဟုတ်တယ်เนาะအဲ့တော့ပြီးရင်ကျွန်တော်တို့လူမျိုးရဲ့တဲကြည်ရရတယ်ဒီဗုဒ္ဓဘာသာကျွန်တော်နိုင်ငံဗုဒ္ဓဘာသာအများစုဖြစ်နေတယ်ဒီဘာသာရေးဒီကေယုံကဖန်တီးလိုက်ဖို့ကတိတ်လွယ်တာလွယ်ဆုံးเนาะလွယ်တော့ဟိုစစ်သားတွေဆိုရင်ခုနဟိုဟိုတခါပြောလို့လေဟိုဒီအန်အဒီအစိုးရကနောက်ထပ်သက်သက်တက်တယ် ငါတို့တိုင်းပြည်ကဘာသာပြန်ပြန်ဟမ်လူတွေနော်ဟိုဘုရားဘာသာပျက်စီးသွားမယ်ဟင်းနော်ပြီးရင်ဟိုလူမျိုးခြားကြီးစိုးမယ်ဆိုတဲ့ဟိုစိတ်မျိုးတွေကိုအောက်ကအောက်ချီရဲဘော်တွေကရိုက်သိမ်းပေးတာပေါ့ဟိုရိုက်သိမ်းပေးတာတန်းစီနေနေလေအဟိအောင်လေဟို NLD ပါတီရောက်ကြည့်ဒီကောင်လေးဟိုအစိုးရဖြစ်နေတဲ့အချိန်မှာတပ်ပါလို့ကာတိုင်ပါလို့ရှက်နေတယ်ဟင်း ဟဲ့အောင်နေကြည်နော်ဒီကောင်နေအစိုးရဖြစ်နေတဲ့အချိန်မှာ2016နော်အန်ရီအစိုးရလက်ထက်မှာဆိုရင်ဖြစ်တဲ့ပါလာရေးအဓိကရောနော်မတိတာဖေးကိစ္စတခုဟုတ်တယ်2019နော်2019လပိုင်း25ရက်နေ့မှာရှစ်လပိုင်း25ရက်နေ့မှာဒီရိုဟင်ဂျာအဲဘင်္ဂါလီပေါ့နော်ဘင်္ဂါလီဘင်္ဂါလီကိစ္စတခုအဲ့တော့ဒါဒီအစိုးရလက်ထက်မှာတူတူကဒီအဓိကရောဖြစ်အောင် နေသက်တယ်မဟုတ်ပြည်တွင်းထဲမှာပါရိုက်ခတ်မှုဖြစ်အောင်ပါဒါမိုင်းတိုက်လိုက်တာပဲလေဟိုအစိုးရနဲ့လူထုကြားလူထုနဲ့အစိုးရကြားရဲ့ယုံကြည်မှုမရှိအောင်ဒါဒီကောင်းကြီးကဟိုနီးမျိုးမျိုးနဲ့ဟိုအကိုကြီးတို့လည်းသိပါလေ မဟုတ်ဖတ်တော့ပူပူလေးဆိုည7နာရီ7နာရီလောက်မှရောင်းပါလားည7နာရီ7နာရီတော့ဒီလိုမျိုးအကွက်တွေပေါ့နော်ပြီးရင်ကိုရီးယားတွေကအဲ့ဒီလိုကပါလဲဆိုတော့စကားပြောပြောတာမဟုတ်နော်ပါလဲမဟုတ်ဖတ်တော့ပူလေးဆိုအဲ့ချိန်ကျဘိုက်စားတဲ့အချိန်တွေအဲ့သူ့တန်ကြရင်ကလည်းလူလက်လူပြီးတော့စိတ်ဝင်စားနိုင်ရှိခဲ့ဘူးလားနော်လှုပ်ဆက်ပြောပါဦးအဲ့ဒါဟိုဒီကောင်းနေရဘာလုပ်မလဲဆိုရင်တချို့ ဒါကြောင့်လို့ရှိမှနိုင်ငံမှာဆိုဒီတိတ်ပြီးဟိုလှုပ်ရှားလို့ဘာသာရေးလှုပ်ရှားလို့ကောင်းတာဒီအစ္စလာမ်နဲ့ဟိုဗုဒ္ဓနဲ့နော်တိုက်လို့တိတ်ကောင်းတယ်ဟာစစ်တပ်ထဲမှာတချို့အသားရည်နော်ဟိုဒီကျွန်တော်အစ္စလာမ်လိုမျိုးဆင်တဲ့အသားရည်ရှိတဲ့လူတွေကိုဟိုရုပ်ရှင်ရိုက်တဲ့အကွက်တွေကျွန်တော်ပြောပြရအောင်နော်ဟုတ်ဟုတ်သူ့ပုံစံအတိုင်းဝေခိုင်းပြီးတော့ပြည့်လူရင်ကွင်းမှာရိုက်လိုက်တာတို့အာ တော့ပါလားကျွန်တော်ပြောဒီကောင်တွေရုပ်ရှင်ရိုက်မယ်ဆိုတဲ့ဟာအင်းအင်းအဲ့ဒီမှာကြာရင်ဟိုတရင်ကတေးတေးတေးချင်းတေ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 းချင်းဟိုဖြန့်ဖြန့်သွားတာဟိုမှာအစ္စလမ်အစ္စလမ်တယောက်ကိုဟိုဗုဒ္ဓဘာသာတဲ့ဝိုင်းရိုက်တယ်ဒါမှမဟုတ်လေဗုဒ္ဓဘာသာဟိုမှာအစ္စလမ်လူတွေကဝိုင်းပြီးအနိုင်ကျင့်လိုက်တယ်သူဒါအဒီကုံဖြစ်အောင်အခုလေဒီကောင်တွေလုံနေပါတယ်ကိုရက်ကဆိုရင်လည်းဟိုဟိုဖုံးကြီးတွေလေဟိုကတုံးတွေဟိုအရာတိုင်းပြောက်ဆင်းပြီးတော့ဒီစမ်းဟိုအနေဘလီဘလီကိစ္စအဟုတ်ပင်မှုပင်ရေးလေးလေးဟုတ် အဲအဲ့လိုမျိုးဒီကောင်းနေဒီအဖွဲရတယ်ဒီကောင်းနေရောဟိုခရူတီးတန်ကိုရှိတာပေါ့အင်းအင်းအဲ့ဒီဟာလဲဟိုကျွန်တော်ကြုံဘူးလို့ပြောတာဟိုတက်ထောက်ခံပွဲဆိုပြီးတော့လေဟိုရပါခါမှာသွားပြီးတော့ဒီ Facebook Watch လောက်တဲ့အချိန်ကျတော့ဒီကောင်းနေရဲ့ live track ကိုင်းနေရောက်လာရှောက်တာတနင်္ဂနွေလုံးအက်ကားနဲ့ပဲပတ်တယ်ဒီဟိုဟိုတိုင်းမှုကိုဝင်တွေ့လိုက်တယ်အဲ့ဒီကောင်းပါလဲတက်ထွက်ပဲအာအဲ့ဒီဥဆောင်တဲ့ကောင်ကတက်ကထွက်တဲ့ကောင်ပဲဒီကောင်းနေအဲ့လိုလောက်ပြီးတော့ဟိုပါမဲတူ တာဝတာဝရှီဖန်တာဝရှီဖန်တာဝနော်ကျွန်တော်တို့မသိတဲ့လောက်ပိုင်ခွင့်တွေအများကြီးရှိတယ်လေဟိုတက်ထောက်ခံပွဲတက်မတော်ထောက်ခံပွဲဆိုဒီကောင်းလေးအဲ့လိုတော့ခုနကဟိုဖုန်းကြီးတွေလည်းအဲ့လိုပဲอืมอืมอืมအဲ့လိုပဲတာဝတာဝကျွန်တော်တို့နိုင်ငံဟိုဘာသာရေးမှိုင်းလို့တော့ဟိုဆက်ဆက်ပြီးကျွန်တော်ပြောပြပြီးပါရနော်အမေနဲ့အဖေတလွဲဖြစ်နေမှာဆိုတော့ဘာလို့ဆိုတန်းစီတဲ့အချိန်မှာဒီစက်သားတိုင်းစက်သားတိုင်းတန်းစီတဲ့အချိန်မှာနည်း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 ချင်းပြောတာอืมအဒီဆိုရရှိနေရင် င်းတို့မိသားစုတွေကိုလည်းဖြတ်ပြန်ဒီကောင်သူဒီကောင်တွေကစစ်သားတယောက်ပြောရင်စစ်သားတယောက်ကနေပြီးတော့သူ့အိမ်ရမိသားစုကိုပြောမယ်သူ့အိမ်ရမိသားစုကနေပြီးတော့ရုံအောင်ပြောတယ်ဆိုသူ့အိမ်ရမိသားစုရဲ့အဆွဲပွားအဆွဲပွားတွေဆိုဖြတ်ပြန်ပြီးကိုင်ရဲ့ကိုချက်လိုက်တာဟုတ်ပါတယ်ဟုတ်ပါအဒီကောင်ကြီးတော့ပေါ့လေဒါပေမဲ့သူတို့ချက်ရကိုရမအောင်မြင်ခဲ့ပါဘူးမအောင်မြင်ခဲ့အတိတရားရှိလာရင်လူတွေကဒါပေါ့ဒါပေါ့ဆွမ်းနာကကရုံးနေနဲ့ပတ်သက်ပြီးတော့နော်သူကမဥပင်ရေလေးလေးမှကြောပလီဆောက်လို့ဆိုတော့ဒီကောင်ကြီးသွားဖြတ်ကြတယ်ပေါ့နော်ညီချားလားမသိဘူးခုတော့မှတော်တော်လေးနာမည်ကြီးနေနေပြီးတော့မှပေါ့ မင်းအောင်လိုင်းကငါးအေကားလောက်ပြီးတော့ပလီဆောင်းလိုက်နေဆိုအဲ့ဒါဆိုဂလုံးတွေသွားပြီးဆန္ဒပြခိုင်းတယ်ဟုတ်ပြောတာသူတို့ဘက်ကဘောမားတွေကိုလိုတိုင်းသွားပြန်ပြောတာဘာပြန်ပြောလဲဆိုတော့ဟမ်မင်းတို့ကတဲ့ဒေါ်အောင်ဆန်းစုကြည်တာအဲ့လိုမျိုးလုံနေတယ်မင်းတို့ကောင်တွေဟိုတန်းဖြစ်ပြီးရဲ့ငါလဲမားပါတာပဲတဲ့မင်းတို့စောက်ပတ်တွေပိတ်ထားတာတဲ့ မင်းတို့အမျိုးချစ်တာလည်းမဟုတ်ဘူးတဲ့ဟာမင်းတို့မားမားတာလည်းမရှိတိုင်းပြည်ချစ်တာလည်းမဟုတ်ဘူးတဲ့မင်းတို့ကိုကျိုးစီဝိုင်းအတွက်လုံနေတာဆိုပြီးတော့ဒီကောင်ကမပဲနေနေပြောတာဟာသူ့အချင်းချင်းကိုပြန်ပြောသူ့အချင်းချင်းကိုပြန်ပြောဟုတ်ဒီအဲ့ဆိုဒီလူကမဆိုးဟိုအမြင်မှန်အတိတရားတော်တော်ရလာပြီဟုတ်တယ်တော်တော်ရလာအဲ့ဟိုကဖင်လန်က မမောင်ဆိုတာဘူကအရင်တော့ပြောင်ပြီးလို့ခေါ်တယ်။ဘာဖြစ်လို့ပေါ်မတရားမှလို့ခုနောက်ပိုင်းဒီကောစကားပြောတာချိုးပြေတာဘူကအဲပြင်လဲပေါ်မောင်သူကိုယ်တိုင်ပြောတာသူကိုယ်တိုင်ပြဖဲ့တယ်သူကိုယ်တိုင်ပြဖဲ့တယ်အဲမမတာဖုံးပြတယ်သူကိုင်တာဟာဒီကောင်ကလားမလို့ဘာဖြစ်ငါကလားမဟုတ်ဘူးငါမတ်ပုံနေနေရှိတယ်။ညဗုဒ္ဓဘာသာမျိုးပဲလားစင်လာတာဆိုရအဲအဲ့လိုမျိုးပြောနော်မမောင်မမောင်တော့အဲ့တခုပြောတယ်တတော်ပြောတယ်ဒီမေးအွန်လိုင်းကဂလီတော်ကသူကနှစ်ခုနှလုံးပေးဆောင်တာတဲ့ဩ အိုင်ငါကြီးကဟိုနေရဗာ CI နဲ့စနေလားဟုတ်တယ်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 အဲ့ CI နဲ့ဆိုပြီးကိုလည်းမခေါ်တတ်လို့ရဟုတ်အဲ့အဲ့ဒါကြတော့မင်းတို့ဘာမှမပြောရောက်လားဘာတမ်းမပြောဘာတမ်းမအဲ့ကနဟို movie မှာဆန္ဒသွားပြကလုံးနေတော့ပြလေဘယ်ရောက်နေကြလဲပြတယ်သူ့ဖေကတတ်တယ်အေးစတယ်လုံးလေးအဲ့ဒါဟိုအဲ့အဲ့မမောဘလို့ထပ်ပြောထားသေးလဲဆိုတော့သူကမသိရင်လည်းဦးမရောက်နိုင်ရတဲ့ဒါဘာသာရေးမှိုင်းတိုက်ပြီးတော့ပြဿနာမဖြစ်အောင်လုပ်မယ်လုပ်ပြီးတော့ရွေးကောက်ပွဲမကျင်းပနိုင်ရင် သူပြန်ပြီးတော့အာနာထိန်ရပါသူကြည့်ဒီကဲအဲ့လိုပြန်ဆက်လုံလာဆိုအကွက်တွေလည်းအကွက်တွေအဲ့အကွက်တွေလည်းထပ်ပြောထားရေနော်ဟုတ်ကဲ့ပါကိုလိုပြောတဲ့ဇကာဝိုင်းကြီးလည်းနည်းနည်းရှင်းသွားပြီပြောစရာတွေလည်းအများကြီးကျန်ပါသေးတယ်အဲ့တော့မနက်ဖက်မှာလည်းကျွန်တော်ညီကိုနှစ်ယောက်အဲဘလူအကြောင်းအရာလေးတွေထပ်ပြီးဆွေးနွေးဦးမလဲဆိုတာကြည့်ရှုစောင့်မျိုးအားပေးကြပါအောင်လို့ပြောချင်တဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ